ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါပရမောင်းသုံးတစ်ချက်အနေနဲ့ကျွန်တော်တို့အခုအဲအမေရိကန်ကနေပြီးတော့เนาะတို့မြန်မာနိုင်ငံထဲကို proxy war ပေါ့ clandestine local operation ကိုခေါ်တာပေါ့ပြုတ်ဝက်ပြီးတော့သူတို့ကနောက်ွယ်ကနေပြီးတော့ကျိုးကင်နဲ့စစ်ပွဲမျိုးပေါ့เนาะအဲ့တော့ဘင်္ဂလားဒေ့ရှ်ကတပ်မဟာတွေ1နှစ်3ပေါ့တပ်မဟာ1နှစ်3ပေါ့ပေါ့ကျွန်တော်ဆိုလိုချင်တာ3ခုပေါ့တပ်မဟာ3ခု3ခုပေါ်မှာအဓိက ောက်ပံ့မှုတွေပေးမယ်အဲ့ထောက်ပံ့အတ္တမဟာသုံးခုကလည်းရခိုင်ပြည်နယ်ထဲမှာရှိသောစစ်တပ်ကိုစန့်ကျင်နေသောဒီစစ်သွေးကြွသပုံမှန်သမျှကိုဒါသူတို့ထောက်ပံ့မှုတွေလုပ်သွားမယ်နည်းပညာထောက်ပံ့မှုတွေရိက္ခာထောက်ပံ့မှုတွေအဲနောက်ထပ်ပေါ်ဥပ္ပခေါ်မယ်ဆိုဆက်ဆရရသောစီရေးထောက်ပံ့မှုတွေကိုဆောင်ရွက်သွားမယ်ဆိုတာကိုကျွန်တော်တို့အခုလက်ရှိ online ပေါ်မှာရောเนาะနိုင်ငံတကာသတင်းမီဒီယာတွေမှာရော ပြောမှာဆိုရှင်မှန်းဆမှုတွေရှိတယ်အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တကယ်ကြီးမောင်ဆိုးပေါ့အဲကိုမောင်ဆိုးအနေနဲ့သိရှိနားလည်ထားလိုက်ရေကိုပထမဆုံးအနေနဲ့ပြောပြပါဦးနော်ကျန်းလုံးမင်္ဂလာပါမတွေ့တာကြာပြီဆိုတော့အားလုံးမင်္ဂလာပါနော်ဒါတော့တို့ဒီကျွန်တော်တို့မြန်မာနိုင်ငံကတော့အကြီးကတော့ဒီနတ်ဆက်ကနဲ့အမိုက်စကားပြောလိုက်မယ်ထင်တယ်ပေါ့နော်ဒါတော့ဟိုက proceed world ကိုတော့သူကလောက်နေတာအခုမှမဟုတ်ဂျိုးဘိုင်ဂျန်လက်ထက်ကနေသူတို့လောက်တယ်ပေါ့ တော့အခုဒီအာအိန္ဒိယအော်ဆိုပါကစ်အာဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကသူကဒီအစိုးရအပြောင်းလဲတွေပေါ့ဟိုမှာရှေ့ဟာစင်နာကိုအစိုးရလက်ထက်မှာသူတို့လောက်ကျင်တယ်လို့လို့မြတ်အမေရိကန်ကွန်ထရိုးလုပ်လို့မြတ်အခုဒီဒေါက်တာယူနုစ်ကတက်လာတဲ့အချိန်မှာသူအမေရိကန်နဲ့ပတ်သက်နေကြတဲ့အတွက်ကအခုခဏပြောသွားတော့သူတို့ကဒီတိုင်းရင်၃ခုပေါ့နော်တပ်၃ခုကနေမှဒီမြန်မာနိုင်ငံကို စစ်လက်နဲ့ပတ်သက်တာတို့ဒီစားနဲ့ရိတ်ခါတို့ပေါ့ဒီစေကုတတဲ့စတဲ့ဖြစ်အလုံးကိုတို့ကထောက်ပံ့ပေးပြီးမှဒီရခိုင်ပြည်ကိုဒီအီအီနဲ့ပြီးတော့ဒီချင်းလက်နဲ့ကင်တွေကိုတို့ကအဓိကထားပြီးထောက်ပံ့ပေးပြီးမှဒီမြန်မာအစိုးရစစ်တပ်ဘုတ်တက်ကိုဒါဟုတ်တာဒီအမေရိကန်စီစဉ်နဲ့ဒါဟုတ်ဒီဟိုဘင်္ဂလားဒေ့ရှ်အစိုးရလက်ခံလိုက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီတက်မတော်ပေါ့အခုကျွန်တော်တို့မေးရမှာဒီလူတွေကတို့တို့ဘာပဲလို့အဓိကတက်မတော်က ဒီနေရာကိုကျွန်တော်တို့ဘလို့လက်ဥပရပြီမှဒီရောင်ဘလို့ကောက်ွယ်မလဲဆိုတော့မေကွန်ကဒါကအစိုးရကိုအစိုးရကိုစဉ်းစားရမယ့်အချက်လက်ဖြစ်တယ်လို့ဒါတွေအစိုးရလည်းပေါ့ရော့လို့တော့မရဘူးဘာလို့လဲဆိုတော့ဒီကောင်ကရခိုင်ကလည်းအစွန်ရောက်နေတယ်ပြီးတော့ဒီဒီဒီစစ်ပွဲကြီးကငါတို့နိုင်ငံပေါ်ဒီသူအများကြီးအရေးကြီးတယ်လို့တိုင်းပြည်တစ်ခုပြိုကွဲသွားနိုင်တဲ့အခြေရှိတယ်ဒါပေမဲ့အဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့ကိုယ်တော်စစ်တိုက်လို့လည်းမဖြစ်ဘူးဒါပေမဲ့အဲ့ဒီရခိုင်ပြည်မှာတနေ့ကြာ ဟိုဘဒီဒီဘင်္ဂလားဒေ့ရှ်နဲ့ကြာတဲ့နေစားတဲ့တခြားလုံးကိုဒါအလားစစ်ဦးရစစ်ဦးမူရပြီမှဒီကောင်တွေကိုတိုက်ခိုက်မှအီကိုအတိဖြူခွဲပြီးမှပဲဒီအတိအီကိုဖြူခွဲပြီးမှပဲအဲ့ညာငါတို့စစ်တပ်တွေကနေရယူထားမယ်လုံခြုံယူထားမယ်ဆိုရင်ဘုဘက်ကဘလောက်ပဲ proceed war လုပ်လုပ်လုပ်သူတို့ဘက်ကဒီဝင်ပေါက်မရှိဘူးဆိုရင်ဘာမှတကူတကူမှလုပ်လို့ရမှာအဲ့ဒီအတွက်ကဒါပထမဆုံးတပ်မတော်အနေနဲ့ဒါတွေနိုင်ငံတော်အစိုးရအနေနဲ့စဉ်းစားရမယ့်အချက်ချက်ဖြစ်တယ်ပေါ့နော် အဲတအနောက်ပြောအောင်လေတော့နောက်ဒီဟိုနောက်ထပ်ပါကြံသေးလေပြည်သူတွေကတော့တိရတဲ့စစ်ပွဲဆိုတော့အသေးခံရမှာပဲအဲ့တော့စစ်ပွဲမှာဒါတော့အဲ့လိစစ်ပွဲဖြစ်တဲ့အချိန်မှာဟို general size ဆိုတဲ့စကလုံးအသုံးလို့မရတော့ဘူးဗျာဘာလို့ဒီဒါဒီ American ကတကယ်တကယ်ဟိုဗါလဲအရန်ကောင်းပါတယ်ဆိုတော့ဟလာပုံကူတွေတော်တော်များများပြောခဲ့ဘူးတယ်စစ်တိုက်တဲ့ကာလမှာဒါ proxy war oh sorry ဒီဟိုလေးမှာ general size သုံးလို့မရဘူးစစ်ဖြစ်တဲ့တည်းမှာပြည်သူလူထုထိတာတော့ general size ဆိုတရားဖယ်လို့မရဘူး ။ဒါဆိုတော့အဲ့ဒီမှာအကြံပေးတဲ့ကောင်းတဲ့ရှိအတွက်တက်ပြတ်တတနေနေရမှာဒါ history ကိုယ်တိုင်ကဒါလက်တွေ့ပြဝါတဲ့အတွက်ကအဲ့တော့ပထမအနေနဲ့ဒီနေရာကိုကျွန်တော်တို့ကပြန်လဲနိုင်အနိုင်ရရှိပြန်လဲထိန်းချုပ်နိုင်မှုအတွက်ကဒါဒီနေ့နတ်စကအစိုးရပေါ်မှာအများကြီးတာဝန်ရှိတယ်။ရကယ်လို့ဒါတွေကိုယ်တွေ control မလုပ်နိုင်ဘူးဆိုရင်ကျွန်တော်နိုင်ငံကြီးကအနာဂတ်မှာပိုဆိုးလာနိုင်တယ်။ ကျွန်တော်နိုင်ငံကဒီအချုပ်အခြာအနအများကြီးထိခိုက်ပါအမေရိကန်ဝင်ပြီးတဲ့နောက်ပိုင်းမှာဝင်ရှုပ်ပြီးဆိုရင်ဒီနိုင်ငံကြီးကပြက်စီသွားတယ်ဥပမာယူကရိန်းကိုကြည့်အီရတ်ကိုကြည့်အာဖဂန်နစ္စတန်ကိုကြည့်ဆီးရီးယားကိုကြည့်နော်ဒါတွေကဥပမာဒါဒီသူတို့ဝင်ပြီးတဲ့နောက်ပိုင်းမှာဒီနိုင်ငံကြီးကဘဝဘာဖြစ်သွားလဲဆိုတော့ဒါကျွန်တော်တို့ကဒီလိုမျိုးအဖြစ်တော့ခံနိုင်မှာမဟုတ်ဘူးအစိုးရကလက်ခံမှာအဲ့တော့ဒီလိုအားတွေကိုမဖြစ်ဖို့အတွက်ကိုရခိုင်ကတော့ဖိအားအများကြီးပေးပြီးမှစစ်ကိုတော့ပိုင်ပိုင်နိုင်နိုင်မှာထုံးနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့တွေခံရမယ့်အနေအထားမှာရှိတယ် ဒါတွေကိုပော့တွက်လို့ short တွက်လို့မရဘူးအချင်းသီးလို့လည်းမရဘူးဘုတင်လို့လို့မရအဲ့တော့ဒါတွေကိုပြည့်ပြည့်စုံစုံလုပ်နိုင်မှဒါလေဒီဒီသူတို့ကဒီ process world ဆိုတာကြီးကကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်လာမှာမဟုတ်ဘူးဒါပေမဲ့ဒါတွေတော့လုပ်ပြီးတော့ကြိုးစားနေတာပေါ့နော် ဟုတ်ပြီဟုတ်ပြီအဲ့တော့အာဒီသတင်းကအခုလက်ရှိပေါ့အခုဟော့နေတဲ့သတင်းပေါ့နော်အခုပြည်သူတွေလည်းရခိုင်ပြည်ကဒီသတင်းနဲ့ပတ်သက်ပြီးတော့အရန်ကိုပျော်ရွှင်နေတော့ဒီစစ်သွေးကြောလက်နက်ကအားပေးနေတဲ့စစ်သွေးကြောပြည်သူတွေကလည်းရှိတယ်နော် စေသေးကြမီဒီယာတွေကလည်းအဲသတိနဲ့ပြောနေတဲ့အဖွဲ့အစည်းတွေရှိသလိုလုံးဝဖြစ်ပါစေဆိုပြီးဆူတောင်းနေတဲ့အုပ်စုတွေလည်းရှိမယ်။အထူးတူပေါ့တနည်းအားဖြင့်ရခိုင်ပြည်နယ်အတွက်ရင်မအေးနိုင်သူတွေပေါ့ရခိုင်ပြည်ကပြည်သူတွေအတွက်ရင်မအေးနိုင်တဲ့နိုင်ငံငင်းငင်းလိုတဲ့သူတွေရှိမယ်။အမျိုးမျိုးမျိုးဖုံဖို့ပေါ့ဒီသတင်းကြီးကဖြစ်နိုင်ရလားမဖြစ်နိုင်ရလားဆိုတော့ဒါတော့ဖြစ်ဆက်စလာတကယ်ပြောသလိုပေါ့ဖြစ်နိုင်လားဖြစ်ဖြစ်နိုင်နိုင်မဖြစ်နိုင်နိုင် လုံးဝသတိထားရတော့မယ့်အခြေအနေတွေရှိလာပြီ။ဘာကြောင့်လဲဆိုတော့ မပြေသောကံရရှိပေါ့အခုလက်ရှိဖြစ်နေတဲ့ပုံစံကဟိုအာရှပစိဖိတ်ရဲ့ဒုအကြီးကဲပေါ့အမေရိကန်နော်ဒုအကြီးကဲကြီးကိုယ်တိုင်ကလည်းပါကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကိုရောက်နော်ဘင်္ဂလားဒေ့ရှ်ကိုရောက်တဲ့ခါကျတော့ဒါစီရေးအပြစ်ခြေလန်းလူသိရှင်ကြားကြီးလာတာ transparency ရှိတယ်လို့ပြောရမှာပေါ့နော်လူသိရှင်ကြားကြီးလာတယ်လူသိရှင်ကြားကြီးလာပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ကယ်လီယာဖြစ်နေမြန်မာနိုင်ငံမှာလည်းစစ်ပွဲတွေကဖြစ်နေဆိုတဲ့ခါကျတော့ ဒီအချင်းကလည်းပတ်သက်ပြီးတော့ကမ္ဘာမီဒီယာတွေဖြစ်တဲ့အိန္ဒိယမီဒီယာတွေဟဲ့လားဒီဘင်္ဂလားဒေ့ရှ်မီဒီယာတွေဒီမီဒီယာတွေအားလုံးကလည်း speculation ကိုခေါ်တဲ့မှန်းဆမှုတွေမှန်းဆမှုတွေလို့ပြောလို့ရတာပေါ့အခုချိန်ကြီးတော့ဒီသတင်းကမသေးချဘူးအဲတနည်းအားဖြင့်အိန္ဒိယကလည်းအိန္ဒိယသတင်းမီဒီယာတွေစသဖြင့်ပေါ့ BBC ကမီဒီယာတွေက speculation ဆိုတဲ့မှန်းဆမှုတွေရှိနေတယ်သို့ပါတော့လည်းပဲဒီသတင်းကတော့မသေးချသေးဘူးဖြစ်လာမယ်ဆိုတော့လည်းအဲပြောလို့တော့မရဘူး သစ္စာတငယ်ကြီးပေါ့ဖြစ်ဖြစ်မဖြစ်ဖြစ်ကိုယ့်ဘက်ကတော့အရန်ကိုတေချာ view site ထားဖို့လိုတယ်အဲ့တော့ခုလောစရခိုင်ပြည်နယ်မှာအပြောမယ်ဆိုရင်တို့ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆိုလို့ရှိရင်ဒီနယ်နိမိတ်ချင်းဆက်ဆက်မှုကကီလိုမီတာဘယ်လိုခေါ်မလဲဆိုတော့290ကျော်လောက်ရှိမှတင်တယ်နော်ကီလိုမီတာ290ကျော်ကျော်ရှိမှအဲ့တော့ဒီအခြေအနေမျိုးတွေမှာပြီးတော့ရခိုင်ပြည်နယ်ကလည်း already already proxy war လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ရခိုင်မှာရခိုင်တစ်ဖွဲ့တည်းရှိတာပေါ့။ရခိုင်တစ်ဖွဲ့တည်းတိုက်တာမဟုတ်ဘူး။ Bangladesh က နော်ရခိုင်လူမျိုးရခိုင်နွယ်ဘွားပေါ့ရခိုင်နွယ်ဘွားဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတာဖြစ်တယ်။အဲ့တော့တနည်းအားဖြင့်ဒီစစ်ပွဲကဘင်္ဂလားဒေ့ရှ်ကအေးအေးဆိုတာဘင်္ဂါလီပဲလို့ပြောလို့ရပါပြီ။ဘာကြောင့်လဲဆိုတော့နေနေသတင်းတွေကိုလေ့လာကြည့်တဲ့အခါမှာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရခိုင်ရွာတွေရှိတယ်ရခိုင်မြို့တွေရှိတယ်ပေါ့နော်။အဲ့ဒီမြို့တွေမှာရခိုင်တိုင်းရင်းသားတွေကကုန်တလောက်ဖြစ်နေတယ်။ဘာကြောင့်လဲဆိုတော့အေးတွေကိုဝင်နေတယ် အဲ့ဒီညောင်ကျူးတို့ဒီမကောင်းမစောဒီဘူးသီးတောင်တို့ဒီနာခခငါတို့တိုက်နေရမှာသိတယ်ပိုးစပတ်သက်သိတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကမြန်မာနိုင်ငံနဲ့တနည်းအားဖြင့်သူတို့ဘာလူမျိုးပဲဖြစ်ဖြစ်နော်ရခိုင်ပဲပြောပြောဘင်္ဂလီပဲပြောပြောဘင်္ဂလားဒေ့ရှ်နိုင်ငံသားပြောတေချာတို့ကတော့အဲ့ရခိုင်ရခိုင်များသည်ဘင်္ဂလီ passport ကိုင်တာဖြစ်တယ်အဲ့တော့ဒီကောင်တွေကဘာသူတို့တွေကဘာပဲဖြစ်ဖြစ်ဘင်္ဂလီတွေပဲဖြစ်တယ်အဲ့တော့တနည်းအားဖြင့်ဒီချင်းအောင်ဒီချင်းအားဖြင့်ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်နဲ့မှာအေးအေးဆိုတာဘင်္ဂလီပဲလို့ပြောလို့ရပါဘူးအဲ့တော့စစ်ကတော့ ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်နဲ့ပတ်သက်ပြီးစစ်တိုက်နေတာဟာဆိုရှင်လုံးဝလုံးဝအသေးချာလို့ပြောလို့ရပြီဒါတွေကိုတေချာပေါ့အခုကြာဆုံးတဲ့သူတွေရောဖမ်းမိထားတဲ့သူတွေရောတေချာပြန်စစ်လိုက်လို့ရှိရင်အကုန်လုံးကဘင်္ဂလားဒေ့ရ်တွေဖြစ်တယ်အဲ့တော့အေးအေးဒီဘင်္ဂလားဒေ့ရ်ဘင်္ဂလားဒေ့ရ်အေးအေးပေါ့ဗောနော်အဲ့တော့တကယ်ချင်းဖြစ်မယ်မဖြစ်မယ်တော့တို့ပြောလို့တော့မရဘူးပေါ့နော်အဲပြောလို့မရဘူးဆိုရင်လည်းလုံးဝတေတေချာချာကိုဂရုစိုက်နေရမယ့်အခြေအနေမျိုးရှိရင်ဒီနေရာမှာတို့နာဆကဘက်ကရောအေးအေးပေါ်မှာဒီလိုပဲအေးနေတော့မှာလား ဒီတိုင်းပဲလွတ်ထားတော့မှာလားအတဖက်ကတဖက်နိုင်ငံကဒါမျိုးအထိစီရေးအပြည့်ကျူးကျော်နေတာကြာပြီနော်အေအေစပေါ်တဲ့ကဘင်္ဂါလီစပေါ်ခြင်းပဲဘင်္ဂါလီတို့ဘင်္ဂလားဒေ့ရှ်ကဝင်တိုက်နေတာအေအေစပေါ်တဲ့ကဖြစ်တာအဲ့ဒီအတွက်ကြောင့်မို့လို့အေအေပေါ်မှာနာဆာကစနတဲ့ရင်ပြောသလိုနာဆာကကြီးကသူ့ပေါ်မှာလည်းမူတည်တယ်အဲ့တော့သူ့ရဲ့ပျော့ပြောင်းမှုတွေသူ့ရဲ့မပြတ်သားမှုတွေကြောင့်တဖက်နိုင်ငံကပို့ပြီးတော့ရောင်းတက်လာတယ်နော်ရောင်းတက်လာအခုဆိုရင် ဒီတို့မောင်တော်ဒီဘန်းကားနယ်ဆက်မှာစစ်မှုဆုံးဖွင့်ထားတယ်နော်စစ်မှုဆုံးဖွင့်ထားပြီးတော့အေအေကားမှာအိုက်ကနေပြီးတော့နွားတွေပို့နေတယ်နော်အပြိုလို့ရှိရင်အိုက်မှာလူတွေပို့နေတယ်ဝိရစီတွေပို့နေတယ်နော်အဲ့တော့နယ်ဆက်ကုံသွယ်ရေးတွေစနေတယ်အဒါနဲ့ပတ်သက်ပြီးတော့သူကမပြတ်သားတဲ့အခါကျတော့မပြတ်ပြတ်သားသားနဲ့မဆောင်ရက်ဘူးအိုက်မှာလည်းနောက်လူစစ်စခန်းတွေစောင့်နေတယ်နော်စစ်စခန်းတွေစောင့်နေတဲ့နေရာမှာလည်းဒေသခံတိုင်းရင်းသားတွေအကုန်လုံးမယ်ခမီးတို့တခြားမျိုးတို့နောက်တော့ တော်တော်များများပေါ့တော်တော်များများတော့ဒီတိုင်းသားတွေအကုန်တော့မအေအေကစီမာလဲပိုးစုပတ်ဆက်ကဟိုစစ်မျက်နှာတွေဖွင့်လာခါကျတေရရဲ့သူတို့ပိုးစုပတ်ဆက်အေအေရအဲ့တော့မတရားစုဆောင်းနေအဲ့တော့အေအေပေါ်မှာပျော်ပြောင်းနေတဲ့နာဆာကပေါ်မှာလဲမူတည်တယ်ဆိုတော့ငငယ်ချင်းပြောသွားတာအဲနားလေထားတော့ဒါနဲ့ပတ်သက်ပြီးတော့ငငယ်ချင်းနေနဲ့အေအေပေါ်မှာနာဆာကရဲ့ပျော်ပေါင်းပျော်ပြောင်းနေသလားဒါမှမဟုတ်လို့ရှိရင် तू ကလှုပ်ပေးထားတယ်ဟာလားဒါမှမဟုတ်လို့ရှိရင်နိုင်ငံရေးသဘောတရားလားမနိုင်တာလားအဲ့ဒါနဲ့ပတ်သက်ပြီးနေနေလေးသုံးသပ်ပေးပါဦး อืมအဓိကတော့ဥပမာလေးပြောရတော့အစိတ်ရှိတဲ့အကောင်ကိုချစ်စရာလေးထွေပြီးတော့နေဆုပ်လို့တော့မရဘူးဗျာနော်အစိတ်ရှိတဲ့တတ္တဝါကိုဩဒါချစ်စရာကောင်းပါစေငေးငါ channel မှာမူးကြရင်တော့ငါအိမ်ကမိသားစုဝင်တဲ့အဲ့ဒီအဲ့ဒီအကောင်ကြောင့်အတိမအေးအထုံးလေးလကောင်းပဲအခုဒီနေ့မြန်မာနိုင်ငံအဖြစ်ပဲအဲ့တော့ ဟိုခေါင်းဆောင်ကောင်းတယောက်ပြီးတော့ဘူးဆိုတာကလောက်ရဲ gain ရမယ်အမှန်တရားဘက်ကနေရက်တိပြရမယ်ဟိုအောက်ချီလင်းငယ်အောက်ချီလင်းငယ်ဓာတ်တွေကိုလည်းအားပေးရမယ်အဲ့တော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာအော်ကိုနိုင်ငံသားပဲကွာငါတို့လုံးနဲ့တည်သွားမယ်ငါတို့လုံးရင်တော့ဒီလိုဖြစ်မယ်ဆိုတော့အမြင်မျိုးနဲ့သွားမယ်ဆိုရင်ဒီလူတွေကတဖြည်းဖြည်းအင်အားကြီးလာတော့ဘာဖြစ်လာလဲအခုလည်းနေပြည်တော်မှာရှော့တိုက်တုံးနဲ့သူတို့လီငွင်းကိုပြစ်တယ်ကွာဒါဒီပြည်တော်ဆိုတာဒါတကယ်ဟိုနတ်ဆက်ကဘူး အစိုးရတွေထိုင်နေထိုင်တဲ့နိုင်ငံတော်အကြီးကြီးတဲ့နေထိုင်တဲ့မြို့ကြီးတို့မြန်မာနိုင်ငံတော်နိုင်ငံတော်ဒီဘာလဲဟိုဒီဟိုဒီမှာနိုင်ငံတော်မြို့လည်းဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီကဘာကြောင့်ဖြစ်လာဆိုတော့အဒါဒါဟိုပြုတ်ညံ့ပြီးတော့နေမှာအာငါအချိန်မီးလောက်လို့ရတယ်ဆိုတော့အမြင်တစ်ခုကိုဟိုပြုတ်ရန်တခုအထင်သေးတာလည်းပါကောင်းပါလိမ့်မယ်ထင်တယ်တော့ရန်သူဆိုတာအထင်သေးလို့မရအောင်ဆိုတာဗိုလ်ချုပ်ကိုယ်တိုင်ကတော့ဒါဗိုလ်ချုပ်မကြီးဥမရောက်လိုက်ကိုယ်တိုင်ကဒါတွေကို ဟလာသူသူကိုယ်တိုင်စစ်တိုက်ခဲ့တာလို့သူသိမှာပါနောက်တစ်ခုကဒီအတင်းပေါ့ဒီလိုမျိုးဖြစ်လာခဲ့တဲ့ဒီပြဿနာကြီးတခုကိုတို့ပေါ့ဒီစစ်ဒီစစ်ပဋိပက္ခကြီးတခုကိုကြည့်ရတော့ဗိုလ်ချုပ်မှုကြီးမရအောင်လဲတော်တော်ပြော့တယ်ထဲမှာပါတယ်ပေါ့နော်အဲနောက်တစ်ခုကလောက်ရမယ့်အရာတခုကိုမပြတ်သားရရဲ့နောက်တစ်ခုကရခိုင်ကိုကြတော့ဘလို့ဖြစ်လို့အဲ့လောက်ထိ तू ကဟိုဘာလဲအကျဉ်းသားတရားတွေများနေတော့ကိုလည်းနားမလဲကွာဆိုတော့အဲ့ရခိုင်ကိုအကျဉ်းသားတရားတွေများနေတော့ ဟိုရက်ခိုင်ကိုအကျဉ်းသားတရားတွေများပြီးတော့လည်းရက်ခိုင်ကိုတော့သူတို့မထိမလောက်ပါ꿰ရထမ်းလိုက်ပါဆိုတော့အဲ့လိုမျိုးတော့တန်းလိုက်ရင်အခုဒီ AR ကနေထိုးပေါက်ပြီးရန်ကုန်ဘကုရန်ကုန်ရောက်ကြောက်နိုင်တယ်လို့ဘကုလည်းရောက်နိုင်တယ်မကွေးမှလည်းရောက်နိုင်တယ်နေပြည်တော်လည်းရောက်နိုင်တယ်ဆိုတော့ဟုတ်ဒါတော့နိုင်ငံတော်အကြီးအကဲအနေနဲ့ဒါတွေကိုသူတို့ကောင်းကောင်းမွန်မွန်စဉ်းစားဖို့နောက်ဒါတွေကိုပော့ချော့လို့မရဘူးဆိုတာဒါဒါကိုတော့ကောင်းကောင်းနားလည်ဖို့အတွက်လိုတယ်အဲအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီနေ့အာ ဒီပြည်နှင်းစကြီးကိုရက်တမ်းဖို့ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ဟိုဆိုတော့ဒါတွေကိုအရန်ကိုချစ်စရာကောင်းပါတယ်ဆိုပြီးမွေဟောက်လေးကိုခပတ်ပတ်ထားမယ်ဆိုရင်တော့အမွေဘူးကိုခပတ်ပတ်ထားမယ်ဆိုတော့မွေဘူးကတော့စာအကောင်လေးတည်းမွေဘူးကလေးတွေချစ်စရာကောင်းပါဆိုပြီးတော့နေကပိုက်မှာတော့တမားပြီးတမထက်လိုက်နဲ့။တော့စေးတော်စေးုံတော်ရောက်မှာမဟုတ်ဘူး။အခုကမြန်မာနိုင်ငံမှာသူ့ကောက်ဝေးဦးစီးချုပ်ကအဲ့ဒီပုံစံမျိုးဖြစ်နေတယ်သိလား။အဲမွေဘူးလေးတွေအများကြီးမွေဘူးကချစ်စရာကောင်းလဲကွာ။အဲလောက်တယ်ပြီးတော့အဲ့ဒီကောင်နေရတဲ့နေ့ မြန်မာနိုင်ငံမှာဟောလားနေလေကြံကြောင်ကြီးသွားပြီးလက်ဖိတ်ဆိုင်မှာဖြစ်ပြညာဖြစ်သွားသွားပြီးတတ်နေကြတာဆိုတာတဲ့ဒီအောက်ချုပ်ရေးကျွန်တော်မြန်မာနိုင်ငံဒီနတ်ဆက်ကရအောက်ချုပ်ရေးရန်တရာကဟောလားဟိုမလုံခြုံမှုဆိုတာကိုဒါပြည်သူပြန်ဒါတော့အဲ့ဒီအတွက်ကပြည်သူလူထုအတွက်အရာဆိုးရင်စရာကောင်းတယ်အရာဆိုးရင်စရာကောင်းတယ်အထင်မှာပါသွားပြီအဲ့တော့ဒါကိုအစိုးရအနေနဲ့ဒီ UJD ဘလို့ဖော်ထုတ်နိုင်တာလည်းမရှိဘူး PTSD ဆိုလည်းတည်ရစကိုင်းမှာ ဗရင်းလောက်နဲ့ဘာတကူမှမလဲဥထားရက်ခိုင်မှာလက်စစ်ကိုစစ်နံပြူအောင်လုံးဝမတိုက်ဘူးဒါပေမဲ့ကို့အောက်ခြေကရဲဘော်တွေအသက်တွေပြေးလိုက်ရတယ်ဆိုတော့ဒီလိုပဲဟိုဘာလဲဖြစ်တယ်လို့နေပြီးဟိုကို့အကူဟိုအားတွေတို့ကလုံနေမယ်ဆိုရင်တော့အဆင်ပြေမအောင်အဓိကတစ်ချက်ဒီပထမဆုံးသွားရမှာကရက်ခိုင်ကိုကောင်းကောင်းစစ်ထိုးဖို့လိုတယ်ဒီတည်င်းကဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေဒါပေမဲ့ဒီဘင်္ဂလားဒေ့ရှ်မှာတော့အမေရိကန်စစ်စခန်းထောင်မယ်ဆိုတာကတော့တိဆောက်မယ်ဆိုတာဒါလုံးဝရန်ကန်တို့ကွန်ဖာတော့ ပေးလို့ရတယ်ရာဂိုင်လုံးသိကြတယ်ဆိုတော့အဲ့လိုမျိုးပဲဒီအမေရိကန်ကအဲ့ဒီကိုရောက်လာပြီဒါတွေ तू မလုပ်ပါဘူးလို့ပြောလို့အမေရိကန်အမန်တွေက तू ကကမ္ဘာတစ်ခုလုံးကို तू ရဲ့လက်အောက်ခံဖြစ်စေချင်တာအမန်တွေကသူတို့ကိုယ်တိုင်ပရိုပဂန်ဒါဖြစ်နေတာဆိုတော့ဒါတွေကိုကျွန်တော်တို့ကမကာကွယ်နိုင်ပဲတလို့ဖြစ်နေမှဆိုရင်တော့ဟိုအန်ဒီရရှိတယ်နောက်တစ်ခုထိုင်းနိုင်ငံကိုဘာကြောက်တချို့စီးပွားရေးနဲ့ပတ်သက်ပြီးအမေရိကန်ပိတ်ဆို့လိုက်တာလေအပိတ်ဆို့တာမဟုတ်ဘူးဘာဖြစ်လို့အခွန်ကောက်တွေမြဲမြဲတင်လိုက်တာလဲ ဲမြန်မာနိုင်ငံပထမတော့ဒီထိုင်းကနေမှသင်းကရင်ပြည်နယ်ကရပြည်နယ်အဲဒီမှာသူကဒီ proxy war လုပ်ဖို့အတွက်သူကျူးစာထိုင်းကလက်မခံတော့ဟိုဘလန်ဘင်္ဂလားဒေ့ရှ်ကိုရောက်သွားတယ်ဆိုတော့အိန္ဒိယကလည်းပဲတိတိအတိုင်းပဲအိန္ဒိယတွေကကျွန်တော်တို့ကောင်းတယ်လို့လောက်ပြီးတော့နေအာအာအာဆိုပြီးတော့သူတို့လည်းမပေးဘူးလို့ပြောလို့မရဘူးသိရမဟုတ်လားဆိုတော့ဒီကောင်တွေလည်းကြုံလို့မရဘူးပေါ့နော်အဘင်္ဂလားဒေ့ရှ်နဲ့ဒီအိန္ဒိယကိုကျွန်တော်တို့ကယာကိုင်နှုတ်ယုံလို့ရမလားမရဘူးလားဆိုတော့ဒါတော့ကျွန်တော်တိတ်ပြောလို့မရဘူးပေါ့ဒါပေမဲ့တေးကြတာတကွကျုပ်တဲ့ကောက်ွယ်မှုဒီကိုယ်နိုင်ငံအတွက်လုံခြုံပါတယ် အဲ့တော့ရခိုင်ပြည်မှာဒါကိုတင်းရောက်တွေ့တော့အဲ့ဒီရခိုင်မှာဒီဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ကိုတော့တပြတ်တတလေးအဲ့မှာရှိနေတဲ့ရခိုင်လက်နက်ကန်အခွက်တွေအကုန်လုံးရှင်းပါရမွေးတော့ပြဿနာရှိတယ်။တကယ်ကဒီနေရာမှာငါတစ်ချက်သုံးသပ်မိတာပေါ့နော်။အဲ့တော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအဲမေဂန်နိုင်ငံစစ်တပ်အကြီးအကဲတွေလာတာလေ။အဲဒါကဘယ်လိုခေါ်မလဲဆိုရှင်ပွင့်လင်းမြင်သာစွာနဲ့ထင်းထင်းရှားရှားပေါ့နော်။ပေါ်နေလာတာ။ တို့ကျွန်တော်ခိုးချောင်ခိုးရမဟုတ်ဘူးအဲ့တော့ပေါ်တင်လာတယ်အမေရိကန်ရဲ့စီရေးခြိမ်းလှမ်းတွေကဘင်္ဂလားဒေ့ရှ်ကိုရောက်လာပြီနောက်တစ်ခုကစီရေးအနေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးဆောင်ရွက်မယ်လို့တို့ကြားသိထားတယ်အဲ့ဒါကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တပ်ကိုတို့ဆွဲရည်နှင်တင်ပေးမယ်နော်အပြီးဆုံးရှိရင်နောက်ထပ်ဒီဘေးရနေကယ်ဆယ်ရေးတွေမှာလည်းဒါဘယ်လိုမှမဆိုလို့ရှိရင်ဆွဲရည်နှင်တင်ပေးမယ်အစသဖြင့်ပေါ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဒါအမေရိကန်စစ်တပ်ကြားထဲမှာပူးပေါင်းဆောင်ရွက်မှုကြီးကြီးမားမားတွေရှိလာပြီရှိလာပြီဆိုတဲ့အခြေအနေမှာတို့မြန်မာနိုင်ငံဆိုတာလေဘင်္ဂလားဒေ့ရှ်နဲ့လည်းထိစပ်နေသလိုတစ်ဖက်ကအိန္ဒိယနဲ့လည်းထိစပ်နေချင်းပြည်နဲ့ရှိတယ်နော်အဲ့ဒီခါကျတော့ချင်းရောချင်းတပုံရောအေးအေးတပုံရောဘာပဲဖြစ်ဖြစ်တော့တို့ကဒီလမ်းကြောင်းကိုတို့အရာတောင်းပါပဲဘာကြောင့်လဲဆိုလို့ရှိရင်တရုတ်ကိုယ်တိုင်ကတရုတ်ကနတ်ဆကဘက်ကလည်းအခုလုံးဝပါဝင်လိုက်ပါဝင်လိုက်တဲ့ပြင်ကို ဒီကြောက်ဖြူမှာလည်းတရုတ်ရဲ့ဒီလုံခြုံရေးနော်အဲလုံခြုံရေး company တွေပေါ့ security company တွေကဝင်လာပြီတနည်းအားဖြင့်တော့တနည်းအားဖြင့်လက်နက်ကင်တွေပါပဲနော်လက်နက်ကင်ကဝင်လာပြီဆိုတဲ့ခါကျတော့ဒီနေရာမှာသူ့ဘက်ကိုယ့်ဘက်နော်တို့ site ဝါးတွေတော့အပြန်လန်ထည့်နေရတော့မှန်တယ်သူ့ဘော်တော်လည်းပဲဒီမန်းစားချက်ကြီးကတကယ်တမ်းဖြစ်လာလို့ရှိရင်တော့ဒုနိုင်ငံအတွက်အရန်ကိုအန္တရာယ်ကြီးတယ်လို့အဲငယ်ငယ်ငါတို့ကသုံးသပ်တယ်အဲ့တော့ okay ရေးတာအဲ့ဒီဘက်ချမ်းကနေပြီးဟုတ်လားအာသူတို့က အာ drone နဲ့ဟလားလက်လက်နဲ့ပတ်သက်တဲ့အကူအညီတွေဒီအကူအညီတွေအားလုံးကိုအေးအေးပေးမယ်ဟလား CNF တို့ဟလားနောက်တစ်ခုချင်းဘရာသာဟုတို့ဒီအဖွဲ့တွေကိုပေးမယ်ဟဲ့ဆိုလို့ရှိရင်တော့တရုတ်နဲ့အကြီးကြီးကြီးကျယ်ပြန်လာတက်တယ်တရုတ်က NASA ကဘက်ကဝင်မယ်အမေရိကန်နဲ့အမေရိကန်အုပ်စုကဒီအေးအေးဘက်ကဝင်မယ်ဟဲ့ဆိုလို့ရှိရင်တော့ဘာတွေဖြစ်ကုန်မလဲဆိုလို့ရှိရင်တနည်းအားဖြင့်တို့နိုင်ငံအကြီးအကျယ်အကြီးအကျယ်တို့တွေပြည်သူတွေတော်တော်ဒုက္ခရောက်မဲ့အရေးကြီးဖြစ်တယ်နော်အဲ့တော့ ။ဒီနေ့အဲ့တော့ကဲရွေးသူတို့တို့ဒီမှန်းဆချက်ကြီးကတကယ်ဖြစ်လာခဲ့လို့ရှိရင်စီးရဲချိန်ခွေရှားအဖြစ်ဒီလက်နက်ကင်တွေချားမှာရောဘယ်လိုမျိုးတွေကွဲသွားနိုင်တယ်လဲ။ဘယ်လိုမျိုးတွေစူးစီးသွားနိုင်တယ်လဲ။နာဆာကအနေနဲ့ကရောသူ့နောက်မှာအမ်တရုတ်ကိုရောဆက်လက်ပြီးတော့တရုတ်နဲ့ရုရှားကဆက်လက်ပြီးတော့ပါဝင်လာတဲ့နိုင်ငံရဲ့ပြာဖြစ်မဲ့အခြေအနေလေးပေါ့ ျော်တင်လားမပျော်တင်လားပြည်သူတွေအနေနဲ့နံပါတ်၁ချက်နံပါတ်၂ချက်အနေနဲ့လက်နက်ကိုင်ကြီးချားလဲမအောင်ဘယ်လိုမျိုးကြိုးစားတင်တယ်လဲဘယ်လိုမျိုးသတိထားတင်တယ်တကယ်ချင်းပြည်သူတွေကိုလည်းအဓိကပြောရောပြည်သူတွေကအခုဟိုမစားရဘူးကခမန်းဒီမီဒီယာတွေရဲ့အောက်မှာပျော်နေအောင်သွားတွေ့ရတယ်အဲဒါတော့နိုင်ငံတော်ဖြစ်စီနေတယ်ပြောရမှာဆိုဘူးနေပိတ်တယောက်ဖြစ်ဖို့ဆိုတာကသောယုံတော်အသိပညာနဲ့တော်ကြောင်အဆက်ရှိတဲ့လူလာပါနေပိတ်ဖြစ်လို့မရဘူးနေပိင်းလို့ပြောလိုက်တာနဲ့ sorry တော့စကောင်းနဲ့ပြောမောင်းမယ်အားလုံးတောင်းမယ်နဲ့ နေပိတ်ဆိုတဲ့ပုံကိုယ်တွေကအသိပညာမရှိဘူးဘူးရူရာမရှိဘူးဒီမိုကရေစီဆိုတာဘာမှလည်းမသိဘူးလူတွေကတုတ်လူလောကတုတ်လူသားတွေမှာပေါ့။ဟောမှာလူကသူကအစ်စ်တစ်နှစ်ဆိုပြီးသူတို့ခွဲထားတစ်နှစ်သုံးဆိုတော့ခွဲထားတာပေါ့။ပထမကလူကတော့အပြစ်မရှိအောင်အတွက်အမားမပေါင်းတဲ့သူကစဉ်းစားပြီးတော့အမားဟိုသူမလုပ်မိပေါ့။ဒုတိယနဲ့နဲ့သူ့ရဲ့ညံ့တဲ့လူကကြတော့နဲ့နဲ့လေးစဉ်းစားမစဉ်းစားပြီးလောက်လိုက်တယ်ပဲ။သူလောက်တဲ့အမားကိုသူပြပြပြနေ။တတိယလူကကြတော့သူများလောက်တဲ့အမားကိုလည်းသူ တင်ကားစာမျိုးကိုလောက်တဲ့အမားလောက်ကိုတင်စားတင်ကားစာမယူဘောဆိုတော့အဲ့ဒီလူတွေလက်ညှိုးထိုးပြဆိုနေပိနေပါပဲဆိုတော့ RTP ဝင်မှုတွေတောင်းဆိုတယ်အခုအမေရိကန်လာတာကျူးဆိုနေတာသူတို့ပျော်ရှင်နေတာအသေးပဲဒါပေမဲ့သူတို့ရဲ့ဒီနောက်ကြုံရမယ်ပြဿနာတွေကစီးရီးယားမှာ25တန်းသူတို့ကသူ့နိုင်ငံကိုစွန့်ခွာပြီးပြရတယ်အာဖဂန်နစ္စတန်ဆိုရင်လည်း25တန်းလောက်ကစွန့်ခွာပြီးပြရတယ်အီရတ်ဆိုတော့လည်းတန်းပေါင်း20နီးပါးလောက်သူတို့ထွက်ပြေးရတယ်ပြောချင်တာအဲ့တော့ ြန်မာနိုင်ငံမှာတနေ့ဟိုဘုမတိဗတ်မတိနားမလဲတဲ့ပြည်သူလူထုတွေရဲ့ဟိုအေးချမ်းစွာနေထိုင်မှုကိုဖျက်ဆီးနေတာဘာလဲဆိုရင်အဲ့ဒီ Federal ဆိုတဲ့ခေါင်းစဉ်ကိုတတ်ပြီးအာအေအေကခေါင်းဆောင်ဆိုပြီးထွန်းမြတ်လာစီဘာပြောဆိုတော့ကျွန်တော်တို့တွေကတဲ့ဗမာရဲ့ကျွန်ဖြစ်တာနှစ်ပေါင်းနေရကြုံပြီးလို့ဆိုပါတယ်အဲ့တော့ကျွန်ဆိုတဲ့အတိတ်ဘယ်ကိုထွန်းမြတ်နိုင်ကနားလဲတဲ့ဘလို့သူဘလို့နားလဲလိုက်လို့တော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ဒီကောင်ကစကားတော်ကြည်တယ်ပေါ့နော်ဒါပေမဲ့သူ့အနောက်မှာတော့ဒါသူတို့ ထောက်ပံ့ကြီးဒီလက်အိုင်းနေတဲ့ဘောင်းမယ်ဟွန်းရခိုင်လူကတော့ရခိုင်လူမျိုးတော့ပြောရမယ်ရခိုင်เนี่ยနည်းနည်းလေဟိုဘာလဲခေါင်းမာတယ်အဲထဲမှာပါတယ်ဆိုတော့ပြောချင်တာဘာလဲဆိုရင်သူ့နိုင်ငံရဲ့အနာဂတ်ကိုအကြီးကပြန်လဲအဲ တိဆောက်ပေးနိုင်မယ်ကာကွယ်နိုင်မှာဒီတို့မြန်မာတမတော်ဖြစ်တဲ့အတွက်ဥမေအောင်လိုင်းကိုတော့တခုတော့ဟိုပြောချင်တယ်ဗျာနော်ဟိုရခိုင်ပေါ်မှာတိတ်ပြီးတော့နေမေတ္တာတွေကရုဏာတွေတည်တယ်မဟုတ်လားမပေးပါနဲ့ရခိုင်တမဆက်စစ်ပြည်သူရခိုင်ဒီမျိုးကိုတော့ပေးပါလက်နဲ့ကင်ထားတာအေအေကိုတော့ငါရောက်ခွားပဲဆိုပြီးတော့နေသွားပြီးတော့နေတော့ကြက်ဘူးမတိုက်မိစေဘူးအတွက်လူတွေဗျာဒါရတဲ့ပြောတာဒါရီရတကယ်ပြောတာအဲ့တော့အခုရောက်ပါဟိုကိုကကြက်ဘူးတိုက်ရဆိုတော့ခုနမတိုင်ပတ်မှညာကြရင် ။ဟုတ်ကြ तू အဲ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 တွေကိုအဓိကတော့ဒါတွေပြောရနက်နက်စကားကြောင်းသွားတယ်ပေါ့နော်ဒါတွေကဒါတွေကိုဟိုပြက်ပြက်တတမလုံနိုင်ဘူးကိုနိုင်ငံပြည်သူလူထုကိုမကာကွယ်နိုင်ဘူးဆိုရင်တော့ဟိုအောက်ခြေအားလူတွေလက်နက်ချခိုင်းလိုက်ကျွန်တော်ပြောချက်ဘာပဲတင်ရမယ်အစားမထူတော့ဘူးလေကိုဘကဘာမှမလုံနိုင်ဘူးဆိုရင်ဘာဖြစ်လို့ဒါတော်တော်ညံ့တယ်လို့ပြောလို့ရတယ်ရက်ခိုင်ပြည်မှာဟလာပစ္စည်းကိရိယာတွေကိုရှိလျက်နဲ့ဘာတွေဘလို့ဘူးညံ့လာလဲကိုလည်းမပြောတတ်ဘူးဒါပေမဲ့ ကိုကိုတိုင်းအရေးချင်းရှိတဲ့စစ်ရေးဟိုလုံးဝကျွမ်းကျင်တဲ့ပုံကူတွေမြန်မာနိုင်ငံမှာဗိုလ်ချုပ်တွေရှိမှာပါမရှိတော့မနေနိုင်ပါဘူးအဲ့တော့မဖြစ်နိုင်ဘူး။အော်ရက်ခိုင်ပြည်မှာအခုဒီဒီသူတို့တိမ့်ပိုက်ထားတဲ့နေရာကိုတက်မတော်ကတာတကယ်ထိုးစစ်ကျင်းကြမုံမုံတေးချဒီကောင်တွေကိုကြင်မွအောင်မလုပ်နိုင်ဘူးဆိုရင်တော့ဟိုဟုတ်တယ်ဖြစ်စေမဟုတ်တယ်ဖြစ်စေအမေရိကန်ကတနေ့သူသူငကောကလည်းပြောထားပြီးပြီး အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသူကသူ့ရဲ့စကမ်းစောက်မယ်သူ့စစ်တပ်တွေထားမယ်ဆိုမှဒုတင်လောက်တယ်ဒါပေမဲ့ဒါရီကအများကြီးဖြစ်နိုင်တယ်မြန်မာအတွက်အလီရရှိတယ်ဆိုအော်ဒီဟိုပါလားဟိုတဲ့ပေါ့အေးအေးဆိုတော့လည်းနိုင်ငံတကာဟိုဟိုအကူအညီရမယ်ဆိုရင်ဟောလားဒီဟိုဒင်းတိနေပြည်တော်တက်တိမ်ပြီးတိုင်းနာတွေအားလုံးဘာညာကွတ်ကွတ်ပြောတာဒါလိုမျိုးပေါ့အဲ့ကြောင့်ပြောချင်တာပါလဲဆိုရင်ကိုကတပုံကအစိုးရဖြစ်တာဟို အစိုးရပြန်ဖြစ်လာမှာကိုလိုချင်တာလားကိုကိုတိုင်ကအစိုးရဘွားနဲ့တပုံဖြစ်ကျင်တာလားဘုံဘုံဒါရှိရှိဒါဒါတွေကကျွန်တော်တို့မေးကုန်မေးရမှာနိုင်ငံတော်အစိုးရကြီးကြီးခေါင်းဆောင်ကြီးကြီးဒါတွေသူတို့စကားကိုပြောတာဟိုဟိုအားငါတို့လုံရင်တော့ငါတို့မှဒီလောက်လက်နဲ့ကောင်းတာထုလိုက်မယ်ဆိုရင်အာမီတခုလုံးကြည်မွားဝါမယ်ဒါပေမဲ့ပစားနဲ့မပြောလက်တွေ့လောက်ပြဟိုကြိုးကျင်တာပါဆိုပြက်ပြက်သက်သက်မလုံနိုင်တော့ကိုရိုးနိုင်ငံမှာ ဒီကလဲဖြူတွေကိုမင်းယုံလို့မရဘူးကွာကလဲဖြူတွေကအကြံညာများတယ်သူတို့မှာမင်းမင်းလိုက်တာလိုင်းကအသိမကောင်းတဲ့ခါကျတော့သူကလိုင်းချစ်နော်သူအကြောင်းတစ်ခုရှိပါလိမ့်မယ်ထင်တယ်ကဲရှိပါစေအဲ့တော့ဟုတ်ပြီဒီတဲ့ငါတကယ်ဖြစ်လာရင်တော့သူဒီသူတွေအတွက်ဖို့ဖို့ညံ့ချိန်မဲ့အချိန်တွေပေါ့လေတရုပ်နေနဲ့ကဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့အိမ်နောက်ဖေးကိုနော် သူ့ရဲ့အိမ်နောက်ဖေးကိုဘယ်တော့မှအထီးခံမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့တော့တေချာတခုကဥမင်းအွန်လိုင်းစီမှာထောက်ပံ့မှုတွေမြုံနှံမှုတွေပို့ပြီးတော့တိုးလာမှာဖြစ်တယ်ဒါမဲ့မဟုတ်ဘူးကျွန်တော်တို့မျှော်လင့်တယ်အရန်ကြီးလည်းမျှော်လင့်ယူကရိန်းမှာပြားခါတဲ့လူတွေကိုမြုပ်ရတာမြုပ်ရတာဆိုတာလေဘဟုကာကြီးတော့မြုပ်ရတာအဲ့လိုမျိုးအချင်းချင်းချင်းမျိုးတွေကျွန်တော်နိုင်ငံမှာမဖြစ်စေချင်ဘူးအဲ့တော့အခုဒီချင်းရကြီးပေါ်မှာမျှော်လင့်ဝမ်းသာနေတဲ့သူတွေလည်းနည်းနည်းလေး အဲ့ဒါကြီးစေချင်တယ်။အဲနောက်တစ်ခုကတော့ဦးမင်းအွန်လိုင်းအနေနဲ့လည်းဒါမျိုးအခြေအနေမျိုးဖြစ်ချင်မဖြစ်စေချင်ဘူးဆိုလို့ရှိရင်ဒီရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးအရေးယူမှုတွေပြင်းပြင်းထန်ထန်ဆောင်ရွက်ဖို့လိုတယ်နော်။ပြင်းပြင်းထန်ထန်ဆောင်ရွက်ဖို့လိုပါတယ်။အခုဒီတိုင်းကြီးဆက်သွားနေမယ်ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ပြောကြားရတာပါပဲ။ကြားရင်ကျွန်တော်စာရင်းနဲ့ရေးပါအောင်။နော်။အဲ့တော့ပြင်းပြင်းထန်ထန်ဆောင်ရွက်ဖို့လိုတယ်။ဘယ်လိုမှအီလေးဆွဲနေလို့ရှိရင်တော့မကြောင်းနိုင်ငံတော့မကောင်းဘူး။ ။နောက်တစ်ခုနှိမ်နှင်းတဲ့နေရာတွေမှာလည်းနှိမ်နှင်းမှုမှာလိုအပ်သလောက်တည်တည်ဆဲဆဲနှိမ်နှင်းမှုတွေမရှိအောင်နော်။ကဲပြောအောင်ကျွန်တော်တို့စာရင်းနဲ့ရေးမှကြားရပါနော်။ကြားရတယ်ပြီးတော့ကြည့်ရတော့အဆင်ပြေရလား။အဆင်ပြေမလို့မျှော်လင့်နော်။အဲ့တော့အခုစီရင်လေးတိုက်တလျှောက်ပေါ့ကျွန်တော်ပြောသားမှာရခိုင်ပြည်နယ်အနေနဲ့ကျွန်တော်ပြောရမှာဆိုရင်တော့ AA ကလည်းအဲသူတို့ပုံတော့ရှိနေပြီเนาะ AA ခင်ဗျားတို့ A A ကဟိုမှာတိုက်နိုင်တယ်ဒီအတိုင်း A တစ်ဖွဲ့တည်းတိုက်တာမဟုတ်ဘူး A A က PDF ကဲ CAN ရေနော် CAN ဆိုရဲဆိုလို့ရှိရင်ခဏနေတော့အဓိက user CAN မပေါဘူးလို့ပြောလို့မဟာမိတ်အဖြစ်ပါနိုင်တယ်အဓိကတော့ Chin Brother ဟုတ်အုပ်စုတွေပါတယ် CDF တွေပါတယ်နော်ဒီအဖွဲ့တွေနဲ့ပေါင်းပြီးတိုက်တဲ့ကြောင့် A A ကများတင်အောင်ဖြစ်နေတာမှန်တကယ်က A A တွေတေတာတောက်တော့လေနော်ကျွန်တော်ဒေတာသတင်းတွေကိုဆက်လိုက်ပြီးလေ့လာကြည့်တဲ့အခါမှာချို့ရွာလေဆိုလို့ရှိရင် သူတို့ရွာလူတွေကုန်ပြီတဲ့နော်ကြာတော့ကိုစုပါဆက်တော်တော်များကြာကုန်တယ်နော်တော်တော်များကြာကုန်တဲ့အတွက်ကြောင့်မလို့သူတို့မှာအခြေအနေတွေမကောင်းဘူးဟုတ်လားအဲ့တော့အခုပြောမဆိုရင်ဒီသူတို့တိုက်စစ်ဖွင့်ထားတဲ့ AR ဝီအခုတော့စတိုက်စစ်ဖွင့်နေအားလုံးသိမယ်နော်ကျွန်တော်လေးမျက်နာတို့နော်ရေကြီးတို့အနောက်တက်ဒီတို့ညောင်ကျူးတို့ဟုတ်လားဒီဘက်ချမ်းတွေတိုက်စစ်ဖွင့်လာဒီတိုက်စစ်တွေအားလုံးကလည်းမကြခင်နောက်ဆုံးပဲလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်သူတို့အဓိကအာယုံဆိုင်မှာတော့အကြောက်ဖြူအာယုံဆိုင်လိမ့်မယ် ဒီဘက်ချမ်းတွေကိုသူတို့လွတ်ပေးလာမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်။ဘာကြောင့်လဲဆိုဒီဘက်ချမ်းကသူ့အရှိန်နဲ့သူဆက်လွတ်ပေးလိုက်။ကောင်းမီးရှို့ပေးလိုက်။မီးရှို့ပေးလိုက်တော့ဒေတာခံ PDF နဲ့တွေမဲ့သူတို့ဆက်လက်ပြီးတော့အလုပ်လုပ်သွားလို့ရပြီဆိုပြီးတော့သူတို့တွေနောက်ဆုံးမှာနောက်ဆုံးပြီးတော့အခုကြောက်ဖြူကိုအခုလုံးမှုအစီအစဉ်ရှိတယ်။ကြောက်ဖြူမှာရှိတဲ့တက်မလို့သားတွေနော်စစ်တီညီကိုတွေအားလုံးအားလုံးသတိကြည်ပါနော်သတိကြည်ပါဒါမှမဟုတ်ကြောက်ဖြူတော့အခုတော့စီရေးအပြည့်အသာစီးရထားပါတယ်နော်တော့ပြိုင်စိခေအကျော်နောက်ထပ်ဒီပြိုင်စိခေတကျော်နောက်ထပ်မလက်ကျုံးဘက်အကျော်တွေ နောက်အိုက်ဘက်ဂျန်နဲ့အကောင်လုံးလည်းစစ်တက်ကတော့စီအေးရဖြစ်အသာစီးရထားပြီမယ်ပို့ပြီးတော့3ကြီးရမှာဖြစ်တယ်ဆက်လက်ပြီးတော့ဟိုတိန်သွားမှာလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်အဲ့တော့စီအေးအချိန်နဲ့ကျွန်တော်ဒီလောက်ပါပဲဆနာကကျောင်းတကယ်ကြီးနဲ့ကျွန်တော်လည်းဒီအမေရိကန်နေနဲ့ဗောနော်မြန်မာနိုင်ငံမှာအမ်ဖြစ်လာနိုင်မဖြစ်လာနိုင်အဓိကသုံးသက်ဖို့ကျွန်တော်တို့ like စာလွှင့်တာပါဟုတ်ပြီသူလည်းအခုက line မကောင်းတဲ့ခါကြတော့အချောင်းအောင်းတစ်ခေါက်ပါပဲအေးစစ်စစ်လွတ်ပြတယ်နော်အဲကျေးဇူးများကြီးတင်ပါလား